အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ12ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်ရဲ့ညနေသတင်းလေးပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးတင်တဲ့ပုဂ္ဂိုလ်တော့ ရီယယ်မက်ဒရစ်အသင်းကစိတ်ဝင်စားနေခဲ့တဲ့ဒေးဗစ်ရိုင်းနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားပါပါစပိန်လာလီဂါထိပ်သီးကလပ်ရီယယ်မက်ဒရစ်အသင်းကသူတို့အသင်းရဲ့ဂိုးသမားနေရာအတွက်ပရီးမီးယားလိအသင်းနှစ်သင်းကဂိုးသမားနှစ်ယောက်ကိုပြစ်မှတ်ထားနေပထမတစ်ယောက်ကတော့အာဆင်နယ်အသင်းရဲ့အဓိကဂိုးသမားဒေးဗစ်ရိုင်းနောက်တစ်ယောက်ကတော့ Brighton အသင်းရဲ့အဓိကဂိုးသမား Barbara Gan ပေါ့လေဒီနှစ်ယောက်ကိုသူကစိတ်ဝင်စားနေစောင့်ကြည့်မှုတွေလုပ်နေတယ်သူတို့အသင်းရဲ့အသက်အရွယ်ရလာဖြစ်တဲ့အဓိကဂိုးသမားတွေမှာအစားထိုးဖို့အတွက်ဆိုလိုချင်တာကတော့နေရာတနေရာပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ဖို့အတွက်စောင့်ကြည့်နေဒီသတင်းကိုကျွန်တော်ရတာတော့ Alan Neon လို့ခေါ်တဲ့သတင်းထောက်စောက်စီကသူကသဆမ်းမှာသတင်းရေးသားလာတော့မသိကျွန်တော်သိမှတ်မိတော့ဘူးဒါပေမဲ့သူ Twitter က follower တော့တသိန်း2000ကျော်ရှိတဲ့သတင်းသမားတစ်ယောက်ပဲအဲ့တော့ ဒေးဗစ်ရိုင်းနဲ့ပတ်သက်ပြီးရီယယ်မက်ဒရစ်စိတ်ဝင်စားလာခဲ့တာလေသူတို့ရဲ့ဂိုးသမားလို့ပြောလို့ရတဲ့ဒီအဓိကဂိုးသမားပေါ့လေအခုနောက်မှဒန်ယာရီနဲ့ရုံးကန်နေရတဲ့တီဘောက်ကော်တိုင်းနေရာမှာအစားထိုးဖို့အတွက်သူတို့ကစောင့်ကြည့်နေခဲ့တာအဲဒီဂိုးသမား၃ယောက်ကြောင့်ကျွန်တော်တို့ချက်ပြောလိုက်အောင်တီဘော့ကော်တာကတော့လက်ရှိအချိန်မှာအသက်33နှစ်ရှိပြီးဘယ်ဂျန်သား2026ခုနှစ်တိတော့ရီယင်းနဲ့တက်တန်းရှိသေးတယ်။ကလင်းရှစ်73ပွဲဒီရာဒီမှာရထားတယ်။138ကြိမ်ပုတ်ထုတ်ထားပြီးတော့ 54ကိုတော့ခွင့်ပြုထားရတယ်။ဒါကတော့ပြိုင်ပွဲစုံပါပေါ့လေ။ဒီရာသီတူဝင်ဆော့ထားတဲ့ပြိုင်ပွဲစုံပါ။အဲတော့ David Raya ကတော့အသက်28နှစ်ရှိပြီးစပိန်သားဒီရာသီကမှအာဆင်နယ်နဲ့တရားဝင်ဆက်ရုပ်ချုပ်ပြီးတော့သူ့ကိုအာဆင်နယ်က2028ခုနှစ်ထိပိုင်သေးတယ်။ဒီကစားသမားကိုခေါ်ယူရနိုင်ချေအရန်ခက်ခဲနိုင်တယ်ဆိုပြီးတော့သတင်းထောက်ကတော့ပြောထားတာပေါ့လေ။အဲတော့ David Raya အနေနဲ့ဒီရာသီမှာ clean sheet ပြိုင်ပွဲစုံမှာ78ပွဲရထားတယ်။120ပုတ်ထုတ်ထားပြီးတော့ဂိုးပေးရတာတော့49ကိုပေးထားတယ်။ဒါ ီဘောက်ကော်တာထက်ဆိုင်တော့ပေကိုနဲလို့ပြောလို့ရတယ်။နောက်တစ်ယောက်ကတော့ Brighton ရဲ့ Barbrakan Barbrakan တော့အသက်22နှစ်ရှိပြီ။သူကတော့အသက်ငယ်ဆုံးပဲ။ Clean sheet ကိုးပွဲယူထားတယ်။ပြိုင်ပွဲစုံမှာပြီးတော့ပုတ်ထုံးမှုအကျင့်တရားလုပ်ထားပြီးတော့58ဂိုးတော့ပေးထားရတယ်။ဒီချက်လက်တွေကိုကြည့်တဲ့အခါမှာ Real Madrid ကတီဘောက်ကော်တိုင်နီယာကိုအစားထိုးဖို့အတွက် Brighton ကိုသမားရဲ့ Arsenal ကိုသမားရဲ့စောင့်ကြည့်မှုလုပ်နေတယ်။ဒါပေမဲ့ Arsenal ကအရန်ကိုသမားဝယ်ဖို့တောင်မှခက်ခဲနေရဆိုတော့အဓိကကိုသမားကိုလက်လွတ်ဖို့တော့မရှိဘူး။ပြီးတော့ကျွန်တော် ကြံခဲ့တဲ့ရှေ့တစ်နှစ်ကပေါ့လေဒါ Ryan နဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်အငှားခေါ်ခဲ့တာပြီးတော့မှအပီးသက်ဝေခွေအသက်သွင်းပြီးတော့ဒီဂိုးသမားကိုအသင်းမှာ2028ခုနှစ်ထိတက်တန်းထိုးထားခဲ့တာဖြစ်တဲ့အတွက်နောက်ဆုံး Espanyol ဂိုးသမား Joan Garcia ရောက်လာမယ်ဆိုရင်တော့မှ Raya ကို Aida ကလွယ်လွယ်နဲ့တော့ခွင့်ပြုပေးရမှာရှိဘူး။ဂိုးသမားကလည်း Arsenal မှာဆက်ပြီးရှိနေဖို့များတယ်။အခုနောက်ပိုင်း Raya နဲ့ပတ်သက်ပြီးအပြောအမြတ်လာတာကမဖြစ်နိုင်လောက်ဘူးထင်တဲ့ပုတ်ထုံးမှုတွေတချို့လောက်တာရှိပေမဲ့ဒီ Vedet ကိုခေါ်တဲ့ခန့်စစ် ဘောလုံးတွဲတဲ့ပိုင်းဒီမှာတော့အမားလေးတွေရှိလာတယ်။တခါလေသူပေးပို့လိုက်တာတွေကပြိုင်ဘက်ကပရက်ဆင်အောင်မှာကိုယ်ကစားသမားတွေကိုဂျောင်းပိမိသွားစီဆိုပြီးရေးသားကြရတွေ့ရဲ။ကစားသမားတွေကတော့အမားတော့ရှိမှာပဲ။တချို့ပိုင်းလေးမှာသူ့ရဲ့ပုတ်ထုပ်မှုတော်တော်လေးကောင်းခဲ့ရတွေ့ရဲ။ဒါမနေ့ကလဘဘူးတဲ့အချိန်ပေါ်မှာသွေးနဲ့ဂိုးမှဆိုရင်လူကျုံနဲ့ဆိုရင်အဲ့လူကျုံကိုမတိုင်မီလေးနဲ့အရှိမပထမတစ်ချိန်အကန်ခံလိုက်ချိန်မှာသူကောက်ပုတ်ထုပ်လိုက်တာ။ထွက်လာတဲ့လုံကိုဒါ ပြန်ပြီးသွင်းတဲ့အခါမှာပဲလူကြုံသွားခဲ့ရပါလေအဲ့တော့ရိုင်ယာနေနဲ့လက်စွမ်းကောက်တချို့ပြသနိုင်ခဲ့တာရှိသလိုတချို့ပိုင်းလေးတွေမှာဂိုးပေါက်ရှိမှသူမရှိဘဲနဲ့ဒီခန်စစ်ကစားသမားကြီးနဲ့ဘောလုံးပေးဖို့လုပ်တဲ့အခါမှာတော့ဂိုးပြန်ပေးရတဲ့အပိုင်းချရရှိတယ်သူပေးပို့လိုက်လို့ဘောလုံးဆုံးရှုံးသွားပြီးတော့တစ်ဖက်သင်းဂိုးရသွားတဲ့ဟာကြီးလည်းရှိခဲ့တယ်ပေါ့လေအဲ့တော့ အာဆင်နယ်အသင်းအနေနဲ့လာမယ့်လွေရာသီမှာတော့သူ့ကိုဖိအားပေးနိုင်မဲ့ quality မြင့်ဂိုးသမားတူတော့ခေါ်ဖို့လိုအပ်တယ်ဒီညမှာတချို့ report တွေကြားတာပေါ့လေအဲ့ဒါကအာဆာဒေတာတဲ့အန်ဒရီဘာရာကတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ငွေကိုဖိပြီးသုံးကျင်တယ်ဂျူဟန်ဂါစီယာလိုမျိုးအရန်ကိုသမားတယောက်ကိုတော့ပတ်စံနေအများကြီးပြီးပြီးမခေါ်ချင်းလို့ကြားသိရတယ်။အိုက်ဒါကတော့ရိုင်ယာကိုဖိအားပေးဖို့အတွက်ကိုသမားလိုချင်ပေမဲ့ဂျူဟန်ဒီကျွန်တော်တို့ရဲ့အာသာတဲ့အန်ဒရီပါတာကတော့အသင်းရဲ့ လူငယ်ကိုသမားလေးကိုအရန်ကိုသမားဖြစ်ထားပြီးနေရာပေးခြင်းဆိုပြီးတော့သဘောထားကွဲလွဲမှုတချို့တော့ရှိရဲဒါပေမဲ့သူတို့ညှိနှိုင်းပြီးယူရမှာပါအမှန်တကယ်လဲအန်ဒရီဘာတာတွေးတာမှန်ပါတယ်အတင်းတင်းမှာ quality ကိုသမားနှစ်ဦးအရေးတကြီးတော့မလိုအပ်ဘူးဒါပေမဲ့ရှေ့ကကိုသမားကိုဖိအားပေးနိုင်ဖို့အတွက်နောက်ကကိုသမားကလည်းကျွန်တော်တက်ကြီးလက်စွမ်းကြ ဘုံမောက်ကအငှားရောက်လာတဲ့နှစ်တူတက်ဆိုင်တော့တကယ့်ကိုလက်ဆွမ်းကောင်းတဲ့တယောက်ကတော့လိုအပ်တယ်။သို့တော်အသင်းရဲ့အခုပြဿနာကဂိုးသမားဆိုတာထက်တိုက်စစ်ကတုံးအားနေခဲ့တာဖြစ်တဲ့အတွက်ထိတ်တန်းတိုက်စစ်ကစားမတွေဝယ်တဲ့ဘက်မှာပဲအန်ထရီပါတာကငွေကိုပုံပြီးသုံးနေတာဖြစ်တဲ့အတွက်ဂျူဝန်ကာစီယာနဲ့ပတ်သက်ပြီးပေါင်တန်း20 30ကိုအရှည်တန်းအတွက်ပဲပုံပြီးသုံးကြလို့ကြားသိရတယ်။ကျွန်တော်တို့ကြိုးဆိုပါတယ်အန်ထရီပါတာရဲ့စုမချက်ကလည်းမှန်တယ်ပေါ့လေ။ ဒုတိယမြောက်သတင်းတပုတ်ကတော့ మే စပေါ်ကဖော်ပြထားတာဒါကတော့လီယန်နိုထရော့ဆက်နဲ့ပတ်သက်ပြီးနောက်ဆုံးရတဲ့သတင်းပေါ့လေအာဆင်နယ်အသင်းကလီယန်နိုထရော့ဆက်နဲ့ပတ်သက်ပြီးတော့၃နှစ် contract ချုပ်ဖို့အတွက်ပြင်ဆင်နေကြသိရတယ်၂၀26ခုနှစ်ထိပဲရှိတော့ဒီကစားမောက်နောက်ထပ်၃နှစ်၂026ခုနှစ်ထိအသင်းမှာဆက်ပြီးထိန်းထားလိုတယ်အခုအသက်30ရှိဖြစ်တဲ့ကစားမောက်အသက်34နှစ်အထိဝင်ကားပိုင်းမှာအတွေ့အကြုံရင့် အသင်းအတွက်အားကိုးရတဲ့စူပါဆက်ဖြစ်အသင်းတာဝန်ရှိစရာမျှော်လင့်ထားတယ်။အားကြောင့်သူတို့ရဲ့စံချိန်စံညွှန်းနေလို့ပြောလို့ရတဲ့အသက်30ကျော်ကစားသမားတစ်နှစ်ပလတ်တစ်နှစ်တိုးတဲ့အစီအစဉ်တွေကနေတွေ့ဖယ်ပြီးတော့အထူးခွင့်ရဖြစ်၃နှစ် contract ကမ်းလှမ်းဖို့ပြင်ဆင်နေဆိုပြီးတော့ဒါ Maysport ကဖော်ပြသွားတာဗောလေ Maysport ဆိုတာကလည်းအရန်ကြီးတော့ယုံကြည်ရတယ်မှာမပါဘူး။ဒါပေမဲ့60 40ရာခိုင်နှုန်းလောက်ယုံကြည်လို့ရတယ်ပြောလို့ရတယ်။အဲ့တော့2029ခုနှစ်ထိသာတက်တန်းတိုးဖြစ်မယ်ဆိုရင်တော့ Arsenal ရဲ့ squad တဲ့ပိုင်းအတွက်တကယ့်ကို super set player ဗောလေ။ဒါမနေ့ကညက လက်ပေါဘူးအသင်းရဲ့ပွဲစဉ်မှာဆိုရင်သူ့ရဲ့ပေးပို့မှုကအသင်းရဲ့အဖွင့်ခြေပါကိုရခဲ့တာကောင်းလိုက်တဲ့ပေးပို့မှုများလုံးဝအဲ့တော့မာတီနယ်လီကလည်းခံစီကစားမနှစ်ဦးကြားထဲနဲ့ခေါင်းတိုက်သွားခဲ့တယ်အဲ့လိုမျိုးအသင်းကဘောက်စတဲကိုဘောလုံးကောင်းကောင်းပေးပို့နိုင်တဲ့လူတွေလိုအပ်တယ်အမေကတော့ရှေ့တန်းကစားသမားကြီးတွေမှာထော့ဆက်တီအရက်ပူပါတယ်ဒါပေမဲ့သူ့ရဲ့ dribbling ပိုင်းနဲ့သူ့ရဲ့ထိုးပေါက်မှုတွေတော်တော်လေးကောင်းတယ် ကန်ချက်တွေလည်းမစိုးအသင်းမှာအရှေ့တန်းမှာတကူပေါင်းဆန်နဲ့ကန်မဲ့လူကစာကာနဲ့သူပဲရှိတယ်။မာတီနယ်လီကပံပိုးမှုကိုပိုပြီးဦးစားပေးတယ်။အိုဒီကလည်းမနေ့ကညကတိတ်မမြင်ရတဲ့ကြာကြီးဖြစ်တဲ့အေရီယာထိပ်ကကန်လို့အဲ့လိုမျိုးကိုးရခဲ့ရပါလို့။အဲဆိုဒီကစားမှတော့တပတ်ကိုပေါင်900ရနေဆိုမြဲအခုဒါ3နှစ်ခွင့်ထက်ထပ်ပြီးချုပ်ဖြစ်မယ်ဆိုရင်တော့လောက်ခရသာတိုးပြီးရသွားဖို့ရှိရယ်သူနဲ့ပတ်သက်ပြီးကျွန်တော်2023စောင်းစည်းကွက်တုန်းက UO 24တန်းနဲ့ Brighton City ကနေခေါ်ခဲ့တာကအရင်ကြေပြီးလို့မျက်နေပြီးလို့တော့ပြောလို့ရတယ်အဲ့တော့အသက်ကြီးလာတာမှန်ပြီမဲ့အသင်းရဲ့ squad တဲ့ဘိုင်းအတွက်ဒီစား မောက်ကိုအာဆီနိုဆက်ပြီးထိန်းထားသင့်တယ်ဆိုတာတော့မှန်တယ်။ဒါပေမဲ့မာတီနယ်လီရောထရော့ဆက်ကောရှိလို့ဘယ်ဘက်ချက်တော့ဝဲစရာမလိုပါဘူးလို့တွေးရင်တော့မှားသွားပါလိမ့်မယ်။အဲ့တော့ဒီကစားသမားကိုတော့လောလောဆယ်လိုချင်တဲ့အသင်းတွေကတော့ sorry club တွေအားအခြေအနေကိုစောင့်ကြည့်နေပါလိမ့်။အာဆီနယ်ဦးအနေနဲ့ထရော့ဆက်ကိုတက်တန်းတိုးနိုင်မလား။အကယ်၍များလာမယ့်နွေရာသီဈေးကွက်အထိတက်တန်းမတိုးနိုင်ဘူးဆိုတော့ရောင်းချသွားနိုင်ကြတယ်ရှိတယ်။ဘာကြောင့်လဲဆိုတော့2025နွေမှာမရောင်းရင်2026နွေမှာအလွတ်နဲ့ လက်လွတ်ရမယ်ဒီကစားမှဖြစ်တဲ့အတွက်အာစီနယ်အနေနဲ့လာမယ့်ຫນွေစည်းကွက်နဲ့လာမယ့်ဆောင်းစည်းကွက်မတိုင်မှာတက်တမ်းမတူးနိုင်တော့ရောင်းချသွားပွဲရှိနေပါတယ်ထောစက်ကတော့ဒီရသည်54ဝက်မှာ36ပွဲပွဲထပ်ထားတယ်ဆယ်ကိုသင်းပြီးတော့၈လုံးဖိုင်ထားတယ်မနစ်ကတော့16ကိုသင်းပြီး၂လုံးဖိုင်ထားပါလေညီကိုတော့ဘလို့ထင်လဲထောစက်ကိုဆက်ပြီးတက်တမ်းတူးချင်လားအာစီနယ်မှာထောစက်ဘလောက်ထိလုပ်ပြနိုင်လဲခွန်မဝင်းရောက်ရေးသားပြီးတော့ပါဦး တတိယမြောက်သတင်းတပုတ်ကတော့ဒါအိုက်တာအသင်းရဲ့အင်ဂျူရီယကစားသမားကြီးနဲ့ပတ်သက်ပြီးဖော်ပြသွားတာပေါ့လေအဲ့ဒါကတော့ဒီကလန်ရိုက်ကဂျူရီယန်ထင်ပါတယ် ဒီကလာရိုက်ကိုဂျူရီယန်တင်ပါရောကနှစ်ယောက်စလုံးကကြန့်ခိုင်မှုပိုင်းရသူအသုံးမပြုခဲ့ရဆိုပြီးရှင်းပြသွားတယ်။အမှန်တကယ်တော့မနေ့ကလေပေါဘူးအသင်းရဲ့အဖီကွင်းကိုသွားတဲ့ပွဲစဉ်မှာအသင်းရဲ့အယံမှာတင်ပါပါသွားတယ်။ထုံးစံတိုင်းပဲပွဲပြီးအထိဝင်ဆော့မသွားခဲ့ဘူး။နောက်တစ်ယောက်ကတော့အလုံး surprise ဖြစ်သွားခဲ့တယ်ဒီကလာရိုက်ပါမလာဘူးဆိုတဲ့အချက်ပေါ့လေ။ဒန်ယန်ရနေရတော့မဟုတ်ဒါပေမဲ့ကြန့်ခိုင်မှုပိုင်းရဒီကလာရိုက်ကအသင်းရဲ့ဒီလေပေါဘူးနဲ့ပွဲမတိုင်မီထရီမှာတော့မှအပြည့်ဝမလုံနိုင်ခဲ့ဘူးကြားသိရတယ်။အဲဆို ပွဲဆက်တွေလည်းများလာတာဖြစ်တဲ့အတွက်အနားပိလိုက်ပုံရတယ်။အဲ့တော့ Timber Hawk Declan Wright ကိုလာမယ့် Newcastle နဲ့ပွဲမီပြန်ပါလာမလားကြုံစောင့်ကြမှာပေါ့လေ။ဒီနေ့မှ Declan Wright အနေနဲ့အခုမှအနားယူဝင်ရအောင်ပြောလို့ရတယ်။အသင်းအတွက်တရားသည့်ပွဲပေါင်း 50ကစားထားတယ်ရှစ်ကိုးသမီးတော့10လုံးဖိုင်ထားတယ်ပရီးမီးယားလိပွဲ36ပွဲမှာ33ပွဲအထိပွဲထွက်ပြီးကစားထားခဲ့တာတော်တော်ပြင်းမှန်းနေပြီမနစ်ကလည်း52ပွဲကစားထားတယ်ခုနှစ်ကိုးသမီးတော့17လုံးဖိုင်ထားတယ်ပရီးမီးယားလိ38ပွဲလုံးမနစ်ကကစားခဲ့ရတယ်အဲ့လို့ဆိုအဲ့ဒီချက်လက်ကိုကြည့်မယ်ဆိုရင်အာရီတာကကောင်းတဲ့ကစားသမားကြီးဆိုရင်တရုတ်တိုက်ပြီးတော့ပွဲအပြည့်သုံးတာအချွေဖလားလည်းဂိမ်းမဆိုင်ဘူး FA ဖလားလည်းဂိမ်းမဆိုင်ဘူးချန်ပီယံလိပရီးမီးယားလိကွန်မြူနတီတိုင်းအကုန်လုံးကို ကောင်းပိညွန့်ပိဆိုတဲ့ကစားသမားတွေကိုပဲတောက်လျှောက်သုံးလာတယ်အဲ့တော့အရေးကြီးတဲ့ပွဲစဉ်တချို့ကျရင်ကစားသမားတွေဟုန်ပြီးတော့စိတ်တွေပင်ပန်းနေကြတဲ့အချိန်လေးဖြစ်ပြီးတော့ပွဲကြီးညောင်းတဲ့အခါမှာတော့မလူလားအဖြစ်နဲ့ကျွန်တော်တို့တချို့ဖိုင်တဲ့အချိန်တွေကနေနှုတ်ထွက်ခဲလိုက်ရတာရှိရပါလေအဲ့တော့နောက်တစ်ယောက်ကတော့ဂျူလီယန်တင်မာဒီယာတီမာအေရှန်တရားနေပြန်လာတဲ့ကစားသမားကိုအာဆင်နယ်48ပွဲတောင်သုံးမှုရပြီနှစ်ကိုးသွင်း၄လုံးဖိုင်ထားတယ်ပရီးမီးယားလိပွဲ36ပွဲကံပြည့်အချိန်မှာပွဲ30ဒီဒီကစားသမားဝင်ဆော့ထားတယ်နောက်တစ်ယောက်ကတော့မာတီနယ်လီ ဒါကတော့ injury တရင်တော့မဟုတ်ပါလေ Gabriel Martinelli ကတော့မနေ့ကလီဗာပူးအသင်းရဲ့ပွဲစဉ်မှာ Premier League ရဲ့တော်ဝင်ပေးအပ်တဲ့ Player of the Match ကိုရရှိသွားပါတယ် မောင်းတမတ်ပေါ့လေအဲ့တော့ဒီယာတီ49မှာ38ပွဲထိပွဲထက်ထားပြီးတော့19သွင်း၅လုံးဖိန်ထားတယ်အရင်ဆိုးရတဲ့ယာတီမဟုတ်ပေမဲ့အဓိကအခွင့်အရေးတွေလွဲချော်တာမျိုးတွေကောင်းမွန်တဲ့ပြပမှုမလုံနိုင်ခဲ့တာတွေပဲသူ့ရဲ့ဆွမ်းဆောင်ရည်ကိုဖုံးလန်းသွားခဲ့ပြောလို့ရတယ်မနစ်ကတ်ထက်စာရင်တော့ဒီယာတီဆွမ်းဆောင်ရည်ကပိုပြီးကောင်းလာတည်ထားမိရဲ့ဒါပေမဲ့ greenish shark ကြီးရှိခဲ့တဲ့နောက်ဆုံးယာတီကသွင်းကိုဖန်တီးမှုအခြေရင်20ကျော်လုံနိုင်ခဲ့တဲ့ martinelli ဖြစ်တော့ပြန်ပြီးရောက်မလာသေးဘူးတချို့ညီကိုတွေကတော့စိုးရင်တာပေါ့လေ martinelli ကိုရောက်မလားဆက်ထားမလားဆိုပြီးစိုးရင်နေမြဲ ကျွန်တော်ထင်ပါတယ်အသင်းကမာတီနယ်လီကိုတရာဒီလောက်ထပ်ပြီးတော့ အခွင့်အရေးပေးဦးမယ်လို့ထင်တယ်။ဒီ season လေးကိုဒီကောင်းကင်ကြီးပောင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမှဆုံးမဲ့ဆိုရင်တော့ Viber phone number 39 6539963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iPad ကိုကျွန်တော် sport internet နဲ့5လုံးမိတူကစားမယ်ဆိုရင်တော့အဲ့ဒီမှာလာရောက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Premier League official ကဖော်ပြထားတဲ့အနီကပ်အပြခံရဆုံးစည်းရမ်းမှာနံပါတ်1ဖြစ်နေခဲ့တဲ့ Premier League club Arsenal နဲ့ပတ်သက်ပြီးဖော်ပြပြီးတော့မှာပါ။ဒီရသည်မှာ Arsenal ကအနီကပ်6ချိန်ထိပြခံထားရတယ်။6ချိန်မှာ Lewis Carey က နှစ်ကြိမ်ဆာလီဘာတစ်ကြိမ်ဒီကလာရိုက်တစ်ကြိမ်ထရော့ဆက်တစ်ကြိမ်နဲ့မီခင်းမိန်တို့တစ်ကြိမ်ထိဒါပြခံထားရပါလေအဲ့တော့ဒီကလာရိုက်ကတော့ဘရိုက်တန်သင်းနဲ့ပွဲစဉ်မှာ နှစ်ဝါတနီနဲ့ပြခန့်ထားပြီးတော့လီယန်နိုထရော့ဆက်ကလည်းမန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာနှစ်ဝါတနီဝီလျံဆာလီဘာတော့ဘုံမောက်အသင်းနဲ့ပွဲစဉ်မှာလက်စတဖာနာဖြစ်တဲ့ဆိုပြီးတော့တရိုက်အနီပြခန့်ထားပြီးတော့လူးဝစ်ကယ်လီကတော့ဝူးနဲ့ပွဲစဉ်မှာအနီကက်တကက်နောက်ပြီးတော့ဝက်ဆန်နဲ့ပွဲစဉ်မှာအနီကက်တကက်ပေါ့လေဝူးနဲ့ပွဲစဉ်ကအနီကက်ကတော့ပြန်ပြီးတော့ပယ်ဖြတ်ပေးခဲ့တယ်လို့ကြားသိထားရတယ်။အဲ့တော့မီကင်းမိန်တို့ကတော့မနေ့ကလက်ပါဘူးအသင်းနဲ့ပွဲစဉ်မှာပူပူနွေ့နွေ့နှစ်ဝါတနီနဲ့ထပ်ပြီးထုတ်ခံလိုက်ရပေါ့လေ။အဲ့ဒီအလုံးကလည်းတော်များပြောနေလို့ရာယာရဲ့ဗစ်တက်အမားကနေပြီးတော့ကစားသမားတူဘ ောလုံးပြတ်တဲ့ခါမှာပြန်ပြီးပေးဆက်လိုက်တဲ့အနေထားဘယ်လိုပဲပြောပါအာဆင်နယ်အသင်းအနေနဲ့ဒီရာသီမှာအနီကက်တွေထိတာများတယ်ဆိုပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့အနီကက်တွေကဒိုင်နီရဲ့92ကြောင့်လာရှိသူတချို့အနီကက်တွေကတော့ကိုရီကစားသမားတွေပို့ပြီးရင်းကျက်လာဖို့အတွက်အတွေ့အကြုံကောင်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ကျွန်တော်ຫນွေမာရောက်လာမဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့လာမဲ့လာရီစပြီးကျွန်တော်စူးစိုးလိုက်ကြအောင်ခင်ဗျအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်